စီများလုံးမင်္ဂလာပါရှင်လူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာရှိရနေရနဲ့မင်္ဂလာရှိရအချိန်တွေကိုပိုင်ဆိုင်နေကြပြီးပြည်ပြာများဝေးကွာကကုရောစိတ်ပါစမ်းမချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်အခု reading ကကိုယ်စိတ်ထဲမှာရှိနေတဲ့မေပိုကြိုးစားလဲမမေ့နိုင်တဲ့တစ်ဖက်သူပေါ့နော်ဒါကဘယ်သူဖြစ်မလဲဆိုတာကတော့ energy စပီးမှသိရမှာဖြစ်ပေမဲ့ဒီလူကဒီနေ့ရောကိုယ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုခံစားနေရလဲကိုဘယ်လိုစကားတွေပြောခြင်းလဲပေါ့နော် 他那个 collecting 整理皮背包嘛，皮包内身。而用上 reading，我只在 collecting 的那个原始背包内。而 reading，我只在 collecting 这个放羊山的皮包内内。 ော့ဒီ reading က fire sign aries leo sagittarius ပေါ့နော်ဒီ placement နေပေါ့နော်ဒီအာ design နေကိုယ့်ရဲ့ပတ်ချက်တွေမှာကိုယ်စီမှာကိုယ့်ရဲ့ energy တွေမှာများနေတဲ့သူမျိုးတွေဒီလိုလူတွေနဲ့ใกล้ညီဒါများပါလိမ့်မယ်အဲ့တော့ကိုက intuition အကောင်းနေဆိုတာမျိုးတွေ့တယ်ကိုယ်ကိုယုံကြည်မှုရှိတယ်နောက်ကိုယ့်ရဲ့လက်ရှိအနေအထားဆိုလို့ရှင်လဲပဲ attractive ဖြစ်တယ်ဆိုတဲ့အနေအထားပေါ့နော် တိကောင်းနဲ့ချုံမောတယ်ခံရတယ်ဆွဲဆောင်မှုရှိရဲဆိုတဲ့သူမျိုးတွေမှာပါတယ်ပြီးလူတွေရဲ့ attention ကိုရနိုင်ရဆိုတဲ့ပုံစံမျိုးတွေမှာပါတယ်ပေါ့နော်နောက်လူတိုင်းကိုတော့လောလောနဲ့မယုံကြည်တတ်ဘူးဆိုတာမျိုးလိုမြင်တယ်ပြောရရင်လူတိုင်းကိုမခင်တတ်ဘူးဆိုတဲ့လူမျိုးပေါ့နော်နည်းနည်းလေးစိတ်ကြီးဒေါသကြီးရဲဆိုတာမျိုးတွေမှာလည်းပါတယ်အော်တခုခုဆိုလို့ရှင်စိတ်မြန်လက်မြန်နေပေါ့နော်အလိုမျိုးဒေါသရှိတဲ့အချိန်မီလုံမိသွားတာကပုံများတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့ခံစားမိတယ် အဲ့ဒီ energy နဲ့ gain ကြီးဒီ reading ကကိုယ့်အတွက်ပဲပေါ့နော်ဒါကကိုယ့်ရဲ့ energy ဒါဆိုရင်တစ်ဖက်သူရဲ့ energy ကိုလည်းကြည့်ပါမယ် reading ကိုကြည့်တဲ့ collective တည်းစိတ်ထဲမှာရှိတဲ့တစ်ဖက်သူရဲ့ energy ဟုတ်တစ်ဖက်သူကလည်း fire sign တော့ queen of wands နဲ့ king of wands အတွေ့ကြရတယ်ပေါ့နော် power couple လို့တော့ပြောလို့ရတယ် နှစ်ယောက်ကအဆိုင်နေတူတာဒါမှမဟုတ်လည်း energy တူတာမျိုးဖြစ်လိမ့်မယ်သူနဲ့ကိုယ်နဲ့နှစ်ယောက်ကတူညီတာတွေများလိမ့်မယ်ပေါ့နော် um ဥဆောင်နိုင်ဆိုတာကောင်းတယ်ဆိုတာမျိုးလို့မြင်တယ်မာရာကန်ဆာ energy လည်းမြင်တယ်ပေါ့နော်ဥပမာလည်းပဲ Pisces energy လည်းမြင်ရတယ်အဲ့တော့ကိုယ့်ရဲ့ energy ထဲမှာ Aries နဲ့ Pisces energy တွေပို့ပြီးတော့များတာလည်းဖြစ်နိုင်သလိုဒီတိုင်း Aries Leo Sagittarius energy လည်းဖြစ်နိုင်တယ်တစ်ဖက်သူကကြတော့ခန်းစားနဲ့လီယိုအနေဂျီတွေပို့ပြီးတော့သူမှများတယ်ပေါ့နော်အဲ့တော့ သူကလည်း intuition အားကောင်းတယ်ဆိုတာမျိုးလို့မြင်တယ်။ဥဆောင်နိုင်စွာအားကောင်းတယ်။ရေဆွမ်းတတ္တိနဲ့ပြည့်စုံတယ်။အာ confidence ရှိတယ်လို့ပြောရမှာပေါ့နော်။နောက်အလို음သူမှရှိတဲ့အရာတွေပေါ့နော်။သူ့ရဲ့အရေးချင်းအာအကုံရည်ချင်းကစပြီးတော့ဒီ physical ဘိုင်းရောစသဖြင့်ပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကုံယူဝင်ကြွားတတ်တဲ့သူမျိုးဖြစ်တယ်ဆိုတာမျိုးလို့လည်းမြင်တယ်တကယ်လည်းအရည်ချင်းရှိတယ်ပေါ့နော်အရည်ချင်းရှိတဲ့လူမျိုးလည်းကုံယူဝင်ကြွားတတ်တယ်ဆိုတာမျိုးလို့မြင်ရတယ် နောက်တစ်ဖက်လူပေါ်မှာတစ်ဖက်သားပေါ်မှာလွှမ်းမိုးခြင်းနဲ့စိတ်မျိုးလည်းရှိရဲဆိုတာလို့တွေ့ရတယ်ပေါ့နော်။အင်းအဒီ energy တစ်ဖက်လူကဒီ energy နဲ့ကိုက်ညီလို့ရှင်လေ။ဒီ reading ကကိုတက်ကိုတော်တော်လေးကိုအဆင်ပြေနေပြီပေါ့နော်။ကို energy တစ်ဖက်သူရဲ့ energy နောက်ထပ်တစ်ခုစပေးပါမယ်။နှစ်ယောက်ရဲ့လက်ရှိ energy ပေါ့နော်။ က်ရှိ energy ကိုသိချင်ပါနဲ့လက်ရှိ energy က the emperor မာနာတွေတင်ခံနေရယ်မာနာတွေကြောင့်တက်ဆဲခဲ့ရတယ်ဆိုတာမျိုးတယောက်နဲ့တယောက်နဲ့အခေါ်ပြောမရှိဘူးဆိုတာမျိုးလို့မြင်နေอืมอืมအဲ့တော့သူလဲသူဘွားနဲ့သူကိုလဲကိုဘွားနဲ့ကိုဆိုတဲ့ပုံစံမျိုးနဲ့မြောက်သားမှာအဆက်အသွယ်မရှိတာမျိုးလို့မြင်နေ။နောက်ဘယ်လိုပြောမလဲ တခြားပေါ့နော်သူမဟုတ်တဲ့တခြားအရေးပေးရမယ်အလေးထားရမယ်လှုပ်ဆောင်ရမယ်အလုပ်တွေအဲ့ဒီအလုပ်တွေနဲ့ပဲကိုဘွားကိုဖြတ်တန်းနေရဆိုတာမျိုးဒါနှစ်ယောက်စလုံးရဲ့ energy ပေါ့နော်ဘယ်လိုမျိုးလို့မြင်နေပေါ့နော်နောက်တစ်ခုကဒီနှစ်ယောက်ရဲ့ဒီ connection ပြတ်တောက်သွားရတဲ့အကြောင်းရင်းတွေမှာမိဘတွေအကြောင်းလည်းပါလိမ့်မယ်ဆိုတာလို့မြင်နေပေါ့နော်အကြီးအကဲတွေတစ်ဖက်ဖက်ရဲ့အကြီးအကဲတွေအကြောင်းလို့မြင်ရတယ်ဒီမှာတော့ဖခင်ပေါ့နော်အဲ့လိုမျို ီလိုလူကြောင့်ဒီလိုလူရဲ့ဆန္ဒသဘောထားတွေကြောင့်နှစ်ယောက်ကြားမှာအခုလိုအခြေအနေမျိုးတွေဖြစ်သွားရတယ်ဆိုတာရယ်။နောက်နှစ်ယောက်ရဲ့ကိုယ်တိုင်ကလည်းပဲဒီမှာက fire sign တွေဆိုတော့မာနတွေပေါ့နော်အလိုမျိုးတင်းတင်းခံပြီးတော့မာနတွေပြိုင်ပြီးတော့အချင်းချင်းဒီလိုအနေထားအထိဖြစ်သွားတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတို့လည်းခံစားမိတယ်။အဲ့တော့ဒီ energy တွေနဲ့ကပ်ညီလို့ရှင်ဒီ reading ကကိုယ်အတွက်ဖြစ်သွားပြီပေါ့နော်ဆက်ပြီးတော့ကြည့်လို့ရပါပြီရှင်။ဒါဆိုလို့ရှင်တစ်ဖက်သူက

you. Your endeavor is ecstasy. <laughs> I'm going through a dark night of the soul. I'm sorry for being so toxic. I repress my emotions. I want to make you smile. တော့ပြောခဲ့တယ်လို့ပဲပေါ့နော်မာနာနေနဲ့တင်းခတ်နေတာဆိုပေမဲ့လည်းပဲသူ့စိတ်ထဲမှာကိုအခုချိန်ကြီးရှိနေရုံပဲဆိုတာလို့တွေ့တယ်။ဒါကိုထုတ်ဖို့မပြတာပဲရှိမယ်ပေါ့နော်အဲ့တော့သူခံစားချက်စိတ်ထဲမှာအခုလက်ရှိဖြစ်နေတဲ့ခံစားချက်အရဆိုလို့ရှိရင်တော့သူရဲ့ခံစားချက်တွေကို လုံးဝကိုကိုမသိတာအောင်လို့ပေါ့နော်သူတခြားလူတွေလည်းမသိတာအောင်မသိစေဖို့အတွက်ကိုဖိနှိပ်ထုတ်ချေထိမ့်ထုတ်ထားရတယ်ဆိုတာမျိုးလို့မြင်တယ် အောင်ဤတိခန့်နေရတယ်ဆိုတာမျိုးပေါ့နော်အဲ့တော့စိတ်ထဲမှာကတော့ညှောလင်ပြီးတော့အဲ့လိုတိတ်တိတ်တခိုးလေးပေါ့နော်တိတ်တဆိတ်လေးအဲ့လိုမျိုးဘယ်သူမှမကြအောင်လို့ဆွတ်တောင်းနေရပေါ့နော်သူသူငါ့ကိုမမိပါစေနဲ့อืมငါနဲ့ပတ်သက်ပြီးတော့သူနဲ့အဲသူစိတ်စိတ်ထဲမှာပေါ့နော်ခံစားချက်တွေရှိပါစေမိသားစုလည်းရှိပါစေနောက်တခြားလူတွေလည်းမတွေ့ပါစေနဲ့ဟိုသူနဲ့ငါနဲ့တစ်ချိန်ကြာလို့ရှင်ပြန်ပြီးတော့အဆုံးစည်းခွင့်ရပါစေအာငါရဲ့အတွဲဘဝကသူပဲဖြစ်ပါစေသူရဲ့လက်တွဲဘဝကလည်းငါပဲဖြစ်ပါစေပေါ့နော်ခြားထဲမှာဘယ်သူ ဘယ်သူမှအာသူနာမမရှိပါစေနဲ့စသဖြင့်ပေါ်တော့အဲ့လိုမျိုးတွေနဲ့သူကိုကိုပေါ်တဲ့ကနေပြီးတော့ထုတ်မထုတ်လိုက်ဖို့ပေါ့နော်အဲ့လိုမျိုးမမိတ်လိုက်ဖို့မျှော်လင့်နေတယ်ခုချိန်ကြီးလည်းကိုကိုဆွဲလန်းနေတော့လို့မြင်တယ်နောက်လက်ရှိအနေအထားကိုရဲ့အနေအထားပေါ့နော်ဒါခုနကတော့ဖတ်ပြခဲ့တဲ့ကိုရဲ့အနေအထားအတိုင်းဒါဒီနှစ်ခုက independent ဖြစ်ပြီးတော့ တော့ဟာကို sexy ပေါ့နော်ဆက်ဆောင်မှုရှိပြီးတော့တကယ်ကိုကိုကိုယုံကြည်ချက်ရှိရှိနဲ့အမိကိုကင်းတဲ့အခြေအနေမျိုးမှာရှိနေရဆိုတော့ဒီအရာကိုလည်းသူမြင်နေရတယ်ဆိုတာမျိုးလိုမြင်နေပေါ့နော်အသူတွေ့နေသူမြင်နေကြားနေသိနေရတဲ့အနေအထားမျိုးဆိုလို့ရှိရင်အဲ့ဒီအရာကိုလည်းပို့ပြီးတော့သဘောကျပြီးအဲ့ဒီအရာကိုပို့ပြီးတော့သူ့စိတ်ထဲမှာကဆွဲလန်းမိနေတယ်သူ့နေသူ့စိတ်ထဲမှာနေရာပေးနေမိရဆိုတာမျိုးလို့မြင်နေတယ် လက်ရှိအနေအထားမှာတော့ခုနပြောခဲ့တဲ့အတိုင်းသူလည်းသူ့သူ့ဘဝနဲ့သူတခြားပေါ့နော်အဲ့လိုမျိုးဖြစ်ရှင်းစရာကိစ္စတွေဆောင်ရွက်စရာကိစ္စတွေဒီအရာတွေနဲ့ပဲလုံပန်းပြီးတော့ဘဝကိုဖျက်ဆီးနေရတယ်ဆိုတာမျိုးလို့မြင်တယ်နောက်တစ်ခုကလို့ပေါ့နော်သူ့ရဲ့ဒီလက်ရှိအနေအထားကိုလည်းလုံးဝပေါ့နော်လူဖြိုးချပြီးတော့အာကိုစီလာလို့လည်းမရသလိုနောက်တစ်ခုက ူကိုယ်တိုင်ကလည်းပေါ့နော်အလိုမျိုးဆက်သွယ်လာဖို့ခန်းစားချက်တွေဖွင့်ရပြပြလာဖို့ရှစ်တိုးလာဖို့ကိုယ်နဲ့နှီးစပ်အောင်စူးစမ်းဖို့ဒါတွေအကုန်လုံးကိုတို့လုပ်ဖို့အတွက်ကိုအဆင်သင့်မဖြစ်သေးဘူးဆိုတာမျိုးသူ့ကိုယ်သူလည်းသိရပေါ့နော်ပြင်ဆင်ရအောင်မစူးစမ်းရအောင်မယ်ဆိုတာမျိုးလို့အဲအလိုမျိုးတို့တွေ့တယ်ပေါ့နော်သူမှတခြားပြင်ဆင်ရမယ်ပေါ့နော်ပြောရင်ကိုကိုနဲ့အဆင်မပြေဘူးလို့ထင်တော့တဲ့အချက်တွေအများကြီးရှိတယ်ပေါ့နော်ဒါတွေအကုန်လုံးကိုစူးစမ်းပြီးတော့ပြင်ဆင်ပြီးတော့နေရအောင်မယ်ဆိုတာကိုလည်းသိတယ်။နောက် ကိုနဲ့ပတ်သက်ခဲ့တဲ့အချိန်ရောပေါ့နော်အခုချိန်အထိလည်းဖြစ်စဉ်ဖြစ်နိုင်နေပေါ့နော်သူ့ဘက်ကကိုအနာကျင်စေခဲ့တဲ့အတွက်ပြောရရင်ဟိုအဆင်မပြေစေခဲ့တဲ့အတွက်ပေါ့နော်ကိုတက်ကိုဆက်ဆက်ရရကိုစိတ်ပင်ပန်းစေခဲ့တဲ့အတွက်ကိုလည်းအာနာရတယ်ဆိုတာကိုပြောခြင်းနဲ့ဖြစ်နိုင်မယ်ဆိုလို့ရှင်သူကြောင့်အခုလိုမျိုးစိတ်ပင်ပန်းနာကျင်နေရတာမျိုးတွေနောက်သူ့ဘောမှာဟိုလိုခံပြင်းတဲ့စိတ်တွေမုန်းတီးတဲ့စိတ်တွေထားမဲ့အစားပေါ့နော်သူကြောင့်ပျော်ရွှင်စေခြင်းနဲ့ဆိုတာမျိုးပေါ့နော်အဲ့လိုအဆန္ဒလည်းဖြစ်နေရဆိုတာလို့တွေ့တယ် ါဆိုလို့ရှိရင် သူစီကပေးစင်တဲ့ message ပေါ့နော်ဟုတ်ကဲ့ကြားလာတဲ့ကကြည့်ပါ I am manifesting you ဆူတောင်းနေရနော် I hope you have a moved on I am manifesting you တော့ကတ္တရာသွားပြီးတော့ကံ့ညီမှုရှိနေရပေါ့เนาะဒါဆိုလို့ရှိရင်ပြန်ပြီးတော့ဒီ energy ကိုအာ claim လုပ်လိုက်တာ ਨੇ အတူတူပဲပေါ့เนาะ ကိုဝင်နေပတ်သက်ပြီးတော့သူ manifest လုပ်နေတယ်ဆူတောင်းနေတယ်အခုချိန်ဒီလည်းမေလိုမရသေးဘူးပေါ့နော်ဒီချိန်ချင်းတော့ပြန်ဆောင်တွေ့ကျင်သေးတယ်ဆိုတော့ဇာနာသူ့မှာရှိနေသေးတယ်ပေါ့နော်အဲ့တော့တချို့ကကြတော့တကယ်ကိုသိသိသားနဲ့ကိုပေါ့နော် manifest လုပ်နေတာတချို့ကြတော့လည်းမသိလိုက်ပဲနဲ့ပေါ့နော်လို့ကိုနဲ့အတူတူရှိကျင်တဲ့စိတ်တွေအာအနာဂတ်မှာအတူတူမှတ်တရတွေပုံဖော်ကျင်တဲ့စိတ်ဖြစ်ဖြစ်ဒါမှမဟုတ်အတိတ်ကအတူတူရှိခဲ့တာအရာတွေဖြစ်အဲ့ဒါတွေအကုန်လုံးကိုပြန်တွေးနေတာကိုက the manifest လုပ်နေရဆိုတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလည်းဖြစ်နိုင်နေပေါ့နော် you are wrong အဲ့ခုနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့အထင်မြင်တွေကမှားခဲ့တယ်ပေါ့နော်음အဲ့တော့ဘယ်လိုမှားခဲ့လဲဆိုလို့ရှိရင်ကိုကသူ့ကိုလေကိုလောက်မလေးနဲ့ဘူးပြောရရင်နှစ်ယောက်ရဲ့စီရီနှစ်ယောက်ရဲ့အခြေအနေကို အဲ့လောက်ကြီးစိတ်ဝင်စားပေါ့ပြပြနိုင်တဲ့အလေးနဲ့မထားဘူးလို့ကိုထင်ခဲ့တယ်ပေါ့နော်။နောက်တစ်ခုကကိုနဲ့ပတ်သက်ပြီးတော့လည်းစိတ်ဝင်စားကိုပေါ်မှာလည်းခံစားချက်မရှိဘူးအလေးမထားဘူးကြီးမဆိုင်ဘူးစသဖြင့်အဲ့လိုမျိုးတွေကိုထင်ခဲ့တယ်ပြောရရင်တော့ကိုပေါ်မှာမေတ္တာမစစ်ဘူးစိတ်ရင်းမစစ်မှန်ဘူးပေါ့နော်။အဲ့တော့အခုချိန်အထိလည်းပဲကိုပေါ်မှာခံစားချက်မရှိတော့တော့ဘူးတတိမရတော့ဘူးလို့ကိုထင်နေမယ်ဆိုရင်မှားသွားမယ်ပေါ့နော်။နှစ်ယောက်ရဲ့ရှည်ရည်နှစ်ယောက်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသူအများကြီး တွေးခဲ့တယ်။ လိုမျိုးပြောချင်တာပေါ့နော်အများကြီးတွေးခဲ့တယ်နီလန်းနေလဲရှာခဲ့တယ်ပေါ့နော် you hurt me but that's okay i guess ကိုကြောင့်သူလဲနာကျင်ရတယ်အဲ့တော့သူကြောင့်ကို နာကျင်ရတယ်လို့ကိုကြောင့်လဲသူနာကျင်ရတယ်ပေါ့နော်ဒါပေမဲ့လည်းသူကြောင့်ဖြစ်လာရတဲ့နာကျင်မှုမို့လို့အဆင်ပြေပါတယ် i just want you all the time i'm upset with you သူကိုကိုသူနာမှာရှိစေခြင်း ਨੇ တော်တော်လေးကိုကိုနဲ့ပတ်သက်လို့ဆွဲလန်းစိတ်တွေဖြစ်နေရေပေါ့နော်ဟိုမေးလို့မရဘူးအနာမှာရှိစေခြင်း ਨੇ အတူတူအချိန်တွေကုံဆုံးခြင်းနေတယ်သူသဖြင့်ဒီလိုရပိုင်းနေဒီလိုအချိန်နေပေါ့နော်ဒီလိုအချိန်နေမှာဆိုလို့ရှိရင်အာ i can't even look at you right now အဲ့တော့ ပြောရရင်ကိုကိုပေါ့နော်ဓာတ်ပုံလေးတောင်မှပဲမကြည့်နိုင်တဲ့အနေအထားတစ်ခုတောင်ဖြစ်နေပေါ့နော်ပြောကိုအကြောင်းတွေးဖို့ကိုအကြောင်းနေလဲမတွေးမတွေးနိုင်မတွေးချင်တဲ့အနေအထားမျိုးတောင်ဖြစ်နေဆိုတာမျိုးလို့ပြောရမလားပေါ့နော်ကိုနဲ့ပတ်သက်လို့အရန်ကိုဆွဲလန်းစိတ်တွေဖြစ်နေရဆိုတော့လေအဲ့တော့ပြမာတကယ်တို့တွေ့ခဲ့တယ်ဆိုလို့ရှင်တော့မျက်နှာချင်းမဆိုင်ရဲတဲ့အနေအထားမျိုးလည်းဖြစ်နေတယ်လို့နောက်အလိုပေါ့နော်ဟိုမှတ်မထင်ပဲနဲ့အလိုတွေ့ဆုံမှုတောင်မှပဲ မလုံနိုင်တဲ့အနေအထားတခုလို့ဖြစ်နေဖြစ်နေပေါ့เนาะပြောရရင်ကိုကိုပုံမှန်ထားတဲ့သူရဲ့ဆွဲလမ်းမှုတွေကသူ့ကိုယ်တိုင်တော့မှပဲလန့်နေရတော့တဲ့အထီကိုအများပြားလွန်နေတယ်ပေါ့เนาะအဲ့အတွက်ကြောင့်အာမြင်တဲ့ခြင်းမဆိုင်ရသေးဘူးဆိုတဲ့ပုံစံမျိုးလို့တော့ခံစားရတယ်ပေါ့เนาะအဲ့တော့1 8 9 5 ီနံပါတ်ကြီးကကိုနဲ့တခုခုသက်ဆိုင်နေတာမျိုးဒါမှမဟုတ်သူနဲ့တခုသက်ဆိုင်နေရမျိုးဖြစ်လိမ့်မယ်ပေါ့နော်အတကတော့တစ်ဖက်သူကကိုနဲ့ပတ်သက်တဲ့ခံစားချက်နောက်ပေးခြင်းနဲ့ message ပေါ့နော်ဒါလေးကို collateral reading လေးဖတ်ပေးထားဖြစ်ပါတယ်ရှင်အလုံးမဲ့အဆုံးထိကြည့်ပေးကြတဲ့အတွက်ရော အမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးကြတဲ့အတွက်ရောကျေးဇူးများရကြပါတယ်ရှင်။မိတ်ဆွေအားလုံးပဲပြည့်ပြည့်များဝေးကွာပြီးကိုရောစိတ်ပါကျမချမ်းသာကြပါစေ။ကောင်းသောလူရင်းစန္ဒအမှန်တမ်းများလည်းပြည့်ဝကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်းဒီလိုစီစီလုံးကြမ်းမမာနဲ့နေထိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်။ Now reading များမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ပါရှင်။